ဒီနေ့လှရန်စင်တာမှာကျမရဲ့ရေဒီယိုပန်းဆိုင်စာအုပ်အသစ်လေးထွက်တဲ့အတွမို့လို့ဒီပြိတ္တတွေနဲ့ကျမရဲ့ရေဒီယိုပန်းဆိုင်စာအုပ်ကိုမိတ်ဆက်ပေးခြင်းနဲ့အတွမို့လို့ဒီနေ့ရောက်နေတာပါရှင် ဒီ radio band ဆိုင်ဆိုတဲ့အတိုင်းပေါ့နော်ကျမကဒီစာအုပ်ကိုဖတ်ရင် radio လေးကိုနားထောင်ပြီးတော့ဒါမှမဟုတ် radio ဆက်လက်တဲ့ဘက်ကိုနားထောင်နေရတယ်လို့ခံစားရစီမှာပေါ့နော်ဒီစာအုပ်ထဲမှာဆိုလို့ရှိရင်ဒီຫນွေဦးတို့တအဖာက သူနှင်းစီချံစိုက်ပြိုးတဲ့တာဖာပေါ့နော်ဒီလက်ပံဒေတာမှာသူတို့နေကြတယ်အဲ့ဒီအချိန်မှာသူတို့နှင်းစီချံစိုက်ပြိုးနေတယ်အဲ့ဒီလက်ပံဒေတာမှာသူတို့တာဖာစီမှာဖြစ်ပျက်တဲ့အဖြစ်အပျက်တွေပြီးတော့သူ့အမေနှွေးဟာသူ့အမေကိုလိုက်ရှာတယ်ရေဒီယိုကနေပြီးတော့မှတဆင်သူ့အမေစီကိုစာလေးတွေပို့တယ်ပို့တယ်ပေါ့နော်အဲ့ဒီအချိန်မှာသူတို့တာဖာရဲ့ဒီဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေဇလံပေါ့နော်အာကျမအတိအချပြောနေတာတခုကဒီစာအုပ်ကိုဖတ်လို့ရှိရင်တော့တကယ်ရေဒီယိုဇလံတပုတ်ကိုနားထောင်နေရတယ်လို့ခံစားရစီမှာပါအော်ဒီစာအုပ်လေးဖန်တီးပြပုံကကြတော့လေ အာဘယ်လိုပြောမလဲကျမကဒီအအမှုပညာတစ်ခုပေါ့နော်ဒီစာရေးတဲ့အခါမှာကျမလေဒါဒီအကြောင်းကိုဖန်တီးခြင်းလိုက်တာဆိုတာထက်ပေါ့နော်ဒီကျမစိတ်ထဲမှာဖြစ်ပေါ်လာတဲ့အရာတွေရှိရကွယ်တခါတလေကြရင်ဟိုကျမဟိုရုပ်ရှင်ကြည့်တာပဲဖြစ်ဖြစ်ပေါ့နော်တရှင်းနှားထောင်တဲ့အခါမျိုးမှာပဲဖြစ်ဖြစ်အဲ့ဒီအခါမျိုးမှာကျမစိတ်ထဲမှာဒီဖြစ်ပေါ်လာတဲ့ခံစားချက်တွေရှိရအဲ့ဒီအချိန်မှာကျမကဟိုဖန်တီးဖြစ်သွားတာပေါ့နော် ဖန်တီးပြတဲ့အချိန်မှာကျွန်မကဒီအဓိကတော့နှင်းစီချံစိုက်ပျိုးတဲ့လုပ်ငန်းတွေပြီးတော့ဒီဝတ္ထုဆိုလို့ချင်းလဲကွယ်တည်ရမလားဒီဝတ္ထုသီးသန့်ကြီးကိုပဲရော့အင်းဆိုပြီးတော့ပေးပြလိုက်တာမျိုးမဟုတ်ပဲနဲ့ပေါ့နော်ဒီနှင်းစီချံစိုက်ပျိုးတဲ့သူတို့လုပ်ငန်းလူဆိုလို့ရှိရင်ကျွန်မတို့ဥပမာဝတ္ထုဇက်ကောင်လေးရှိရယ်ဝတ္ထုဇက်ကောင်လေးဆိုလို့ရှိရင်ဒီအတိုင်းမဲအဲနေကြတယ်စားကြတယ်ဆိုတာထက်တစ်ခုခုအသက်မွေးပြီးတော့ရှင်သန်နေတဲ့အခါမျိုးမှာပေါ့နော်သူတို့ရဲ့အသက်မွေးဝမ်းကြောင်းပြည့်မှုတွေပါကျွန်မကပြချင်တယ်အဲ့ဒီပြီးတော့ဒီအထက်မှာပါနေတဲ့ဇက်ကောင်လေးရဲ့ခံစားချက်ပေါ့နော်အထားလိုက်တော့ဥပမာဒီထဲမှာဆိုမျိုး းဆိုတဲ့ကောင်မလေးကသူ့အမေကိုလိုက်ပြီးတော့ရှာတယ်သူ့အမေကိုရှာတဲ့အခါမှာငငယ်ကလေးကသူကပျောက်သွားတဲ့အတွက်မို့လို့ဒီရေဒီယိုကတစ်ဆင့်လိုက်ပြီးတော့ရှာတယ်ပေါ့နော်ဒါမျိုးတွေကိုလည်းကျွန်မကလူမွားနဲ့ဆက်ဆက်ပြီးတော့ပြန်ပြီးတော့မှဒီအဖန်တီးပြချင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်မအတိတ်ကပြောချင်တာကတော့ဒီတဲမှာဆိုရင်ကျွန်မကဒီ support သူကိုဘယ်လိုမျိုး message မျိုးပေးချင်တယ်ဆိုတာမျိုးတော့မရှိဘူးပေါ့နော်ကျွန်မကတစ်ခုခု message ပေးချင်တဲ့အတွက်မို့လို့ဒီဝတ္ထုရေးတာမဟုတ်ဘူးကျွန်မရဲ့ခံစားချက်ကျွန်မရဲ့စိတ်ကတောင်းဆိုတဲ့အလျောက်ကျွန်မကဒါကိုရေးလိုက်တာပေါ့နော်အဲ့ဒါမို့လို့ကျွန်မမှာဒီဝတ္ထုဖန်တီးလာပါရှင်ရဲ့ဆိုတဲ့ဒီ ဖန်တီးရရှင်းဆိုတဲ့အကြောင်းကြီးအကြောင်းပြချက်ဆိုတာမျိုးတော့တီးတန့်တော့မရှိဘူးရှင်ဒီတိုင်းမဲ့ကျွန်မရေးချင်လို့ပေါ့နော်ရေးလိုက်တာပါပဲရှင်ဟုတ် ပြုတ်ဘူးပါပေါ့ဥပမာပြောရမယ်ကျမအစာပိုင်းစာရေးတဲ့ကာလတွေမှာဆိုရင်အထူးသဖြင့်စကားပြေပေါ့နော်ကျမကရှင်းကအင်တာဗျူးတွေမှာလည်းကျမအများကြီးပြောခဲ့တယ်ကျမကဒီစကားပြေကိုပို့ပြီးတော့မှအာတန်တယ်ပြီးတော့ဒီဟိုဟာစကားပြေအလှကိုပို့ပြီးတော့သဘောကျတယ်ပေါ့နော်ကျမရေးတော့ဝတ္ထုတွေမှာဆိုလဲစကားပြေကိုဘယ်လိုသုံးလဲဆိုတော့ကျမစာဖတ်တဲ့သူတွေဆိုသိကြမှာပါအဲ့ဒီအတွက်မို့လို့ကျမကဒီရှင်းမှာဆိုရင်ကျမစကားပြေသဘောကျတာဆိုရင်ဆရာငင်းကြော့ဥပမာဆရာငင်းကြော့ဆိုကျမစကားပြေတိတ်သဘောကျတယ်အဲ့ဒီအတွက်မို့လို့ကျမရှင်းရေးခဲ့တဲ့စာတွေမှာဆိုရင်ဆရာငင်းကြော့ရဲ့စကားပြေလွှမ်းမို့ ှုတွေကျမစီမှာအများကြီးပါတယ်ဒါကဆာဖတ်ပရိသတ်ကသိရှိမှသိလိမ့်မယ်ဒါကျမကသိတယ်ပေါ့နော်ဒါပေမဲ့အဲ့ဟောင်းမှာတပြည့်ပြည့်အများကြီးဖြောက်ပြည့်ပြီးတော့မှယူရတာရှင်အဲအများကြီးအဓိကပြောချင်တာစကယ်ပြင်မှာဆိုဆရာငင်းကျော်ရဲ့လွှမ်းမိုးမှုတွေအများကြီးပါပါတယ်ဟုတ်ဆာရေးတဲ့သူတယောက်ကလေကိုပိုင်ဟန်ဆိုတော့သူ့မှာရှိကိုရှိပြီးသားရှင်သိလားကျမတို့ကကိုတိတ်ကြိုက်တဲ့ဆာရေးဆရာရဲ့လွှမ်းမိုးမှုခံရရတဲ့အတွက်သားလေအဲ့ဒီဆာရေးဆရာကိုတိတ်ကြိုက်တဲ့အတွက်မို့လို့ပေါ့နော်သူကအဲ့လိုမျိုးတွေပါတယ် အဲဒါပေမဲ့တကယ်တမ်းစာရေးပါများတဲ့အချိန်မှာတအုပ်ကနှောက်အုပ်နှောက်က3လ5အုပ်ဖြစ်လာပြီဆိုတဲ့အချိန်မှာဘာကိုပိုင်ဟန်ဆိုတာတကယ်တကူးတကားကြီးလုံယူဆရာမလို့ပဲနဲ့ဖြစ်လာတယ်ကျမအတွက်ပေါ့နော်ဒါမှမဟုတ်လဲဆိုတော့ကျမတို့မှာစာရေးတဲ့သူတွေမှာအရင်ရှိရှိတဲ့ကိုပိုင်ဟန်ရှိပြီးသား ရှိပြီးသားဟိုမှကျမတို့ကကိုတိတ်ကြိတ်တဲ့ဆိုင်ဆရာကြီးတရားဆိုင်ဆရာမကြီးတရားလွှမ်းမှုမှုခံလိုက်ရတဲ့အချိန်မှာဒါညာကြီးခဏတာပါသွားတဲ့အဲဘယ်လိုပြောရမလဲလွှမ်းမှုမှုလို့ပဲကျမထင်တယ်ဒါပေမဲ့အချိန်လေးကြာသွားတဲ့အခါမှာတော့ဆိုင်ဆရာဆိုင်သူတိုင်းကကိုပိုင်ဟန်ကိုပိုင်ပုံစံမျိုးကိုပြန်ပြီးတော့မှတူဆောက်ယူနိုင်ကြတယ်လို့ကျမတို့ထင်ပါတယ်ရှင် အဲကျမအတွက်တော့ဆာအုပ်ဝတ္ထုဆာအုပ်ပေါ့နော်ဒီဝတ္ထုနာမည်တို့ပေးတဲ့ခါမှာတရားရဂန်တော့အယူပါပါတယ်ရှိဟိုကျမကရှိမှလည်းသိရပေါ့နော်ဒီအနောက်ရဲစီမောင်ကိုတော့မြက်ခင်းပြင်အလော့နော်ပြီးတော့ဒီအတိတ်ဆိုင်ခင်းနော်ပြီးတော့ဒီငင်းရင်ဝေးချင်ရတဲ့ကဘာကျမဆာအုပ်တွေကိုဆိုလို့ရှိရင်တော်တော်များများတော့ဆာအုပ်ခေါင်းစဉ်ကိုသဘောကျကြရတယ်ပေါ့နော်ဒါကကျမကပုံပွင့်လင်းလင်းပြောရရင်ကျမဒီဝတ္ထုခေါင်းစဉ်ရဖို့အတွက် ျမအများကြီးစ조사အားထုတ်ထားရတာတချို့ကထင်လိမ့်မယ်ဟဲ့ तू ကတော်တော်ရိုးပေါ့နော်ဒီလိုမျိုးဘုရုကောင်းစင်ပြတာလှတယ်ပါညာပေါ့နော်ဒါပေမဲ့ကျမရဲ့အဲ့ဒီနောက်ကမှကျမတရှိမြေအများကြီးနားထောင်ရတယ်ပြီးတော့ကြပြားတွေအများကြီးဖတ်တယ်ပြီးတော့ဒီစာအုပ်တွေအများကြီးဖတ်တယ်ရုပ်ရှင်တွေအများကြီးကြည့်တယ်အထူးသဖြင့်ရုပ်ရှင်ထဲမှာပါတဲ့ဒိုင်ယာလော့ပဲဖြစ်ဖြစ်ပေါ့နော်အာပြီးလို့ရှိရင်ဒီကြပြားတွေတဲ့စာသားတွေပဲဖြစ်ဖြစ်ပြောရှင်တာဒီစာသားတွေကျမယူရလို့ပြောတာမဟုတ်ဘူးနော်အဲ့ဒီစာသားတွေကတစ်စိစိတ်ဝါပြီးတော့ခံစားတဲ့အခါမျိုးမှာအော် तू ကတော့ဒီလိုအကြောင်းအရာကိုဒီလိုကောင်းစင်လေးပေးထားတယ်ဒီလိုစာသားလေးပါတယ် ဒါဆိုရင်ငါရဝတ္ထုကဒီလိုမျိုးအကြောင်းအရာဆိုရင်လှအောင်ငါဘယ်လိုပေးနိုင်မလဲဆိုတာပေါ့နော်ကျမကတော့อืมကျမဝတ္ထုထဲမှာအဓိကအားအဆိုင်ဆုံးဆိုရင်ကျမကတော့ဒီဝတ္ထုကောင်းစီပဲဖြစ်နေမှာရှင့်ဟုတ်အာကျမကကြာတော့လေပုပလင်းပြောရရင်ဒီဟိုခတ္တခင်ရဲ့ပရိသတ်ဆိုပြီးတော့မှခတ္တခင်ရဲ့ဆာဖက်သူဆိုပြီးတော့ only genius ရှိတဲ့ပရိသတ်ရှိတဲ့ဆာရေးသူတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကျမရဲ့ထွက် က်ခဲ့သမျှစာအုပ်တွေကကြတော့ဒီဆမ်မဲ့သူလက်ထက်ကိုအတိုင်းအတာတစ်ခုတည်းရောက်တဲ့တော့ရောက်တယ်လို့ကျမထင်တယ်ပေါ့နော်အဲ့လိုတွေ့လဲကျမချင်တတ်တယ်အဲ့လိုမျိုးကျမကဆမ်မဲ့သူဘယ်နှယောက်ပဲရှိရှိဒီတူတူယောက်ချင်းစုကိုတိတ်ပြီးတော့မှကျေးဇူးတင်တယ်ဆိုတဲ့စကားလေးပြောချင်တယ်ပြီးတော့ဒီတစ်ခါမှကျမကခဏအုံမြောင်စာအုပ်ဆိုပေမဲ့ကျမကအဲအခုမှလက်ရည်သွေးတော့ပြီးတော့ဝမ်းစာဖြည့်ရအောင်ပေါ့နော်ကျမမှစူးစမ်းမှုတွေအများကြီးလိုပါသေးတယ် အများတန်းလဲစူးစမ်းနေပါမယ်ပေါ့နော်အဲ့တော့ဒီခုနပြောသူလိုပဲဒီရေဒီယိုပန်းဆိုင်ဆိုတဲ့ဆောက်ကဒီရေဒီယိုဆက်လန်းတပုတ်ကိုနားထောင်နေရတယ်လို့ခန်းစားမှာတော့အတေချာပဲအဲဒီခဏခင်ရဲ့ခဏအုံမြောက်ဆောက်ကဘယ်လိုမျိုးလဲဘယ်လိုပုံစံမျိုးလဲဆိုတာသိရှင်တဲ့ဆက်ဖက်သူတွေကတော့တေချာပေါက်ဖက်တင်တဲ့ဆောက်လို့ကျွန်မပြောချင်ပါတယ်ရှင်